ဒီနှစ်ကတော့အရင်နှစ်တွေနဲ့မတူပဲပိုပြီးထူးခြားတာကဒီနှစ်ကျွန်တော်တို့အဝစားကောင်းကောင်းဝတ်တယ်ကျွန်တော်တို့တာသမီတွေကိုလလပပဆင်ပြီးတော့အစ်နှစ်ပလီကိုအိမ်ကနေထွက်လာတယ်တာသမီတွေကိုလလပပဝတ်ပြီးတော့အမျိုးအိမ်တွေကိုခေါ်သွားဖို့အတွက်ဆွဲထုတ်နေတဲ့အချိန်မှာတဖက်မှာကျွန်တော်တို့မြင်နေတယ်ကျွန်တော်တို့ညီနောင်တွေကဖန်ပိတ်ကိုဝတ်ပြီးအိမ်ပေါ်ကနေဆင်းနေရတယ်ကျွန်တော်တို့ရီရီမောမောဆလံပေးနေတဲ့အချိန်မှာ တဖက်မှာကျွန်တော်တို့ညီနောင်နဲ့မျက်ရည်ဆက်လက်နေဖြစ်နေတယ်ကျွန်တော်တို့ဆွေမျိုးတွေနှုတ်ဆက်တဲ့အချိန်မှာတဖက်မှာကျွန်တော်တို့ညီနောင်နဲ့မိဘတွေဆုံးရှုံးနေတယ်မောင်နှမတွေဆုံးရှုံးနေတယ်နှုတ်ဆက်စရာမိသားစုမရှိဘူးတကူတဲ့တယောက်တည်းကြံခဲ့တာတွေအများကြီးကျွန်တော်ရှင်းပြစရာမလိုဘူးမြင်တွေ့လိုက်မယ်အရင်နှစ်တွေထက်ကိုကျွန်တော်တို့အစ်နှစ်ကိုပိုပြီးတော့တန်ဝေကတရားနဲ့လှုပ်တင်တယ် နော်ကျွန်တော်တို့ပို့ပြီးတော့သတိထားတဲ့နဲ့အထူးသဖြင့်ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေကိုလူမှုကွန်ရက်ပေါ်မှာအတိုင်းထက်အလွန်မဖြန့်ဝေပါနဲ့တဖက်မှာကျွန်တော်တို့ညီနောင်တွေရဲ့ဒုက္ခတွေနော်ငိုကြွေးတဲ့နေမျက်ရည်တွေကိုကျွန်တော်တို့မြင်နေပါလျက်နဲ့တဖက်ကကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေကိုအရင်ကြီးထုတ်ဖော်နေမယ်ဆိုရင်ကျွန်တော်တို့နည်းနည်းတော့အားနာတဲ့သူတို့ကနည်းနည်းလေးတော့ကျွန်တော်တို့စိတ်မကောင်းဖြစ်စရာလေးတော့ကျွန်တော်တို့နည်းနည်းတော့တဖက်မှာ ကျွန်တော်တို့အပျော်ကိုထားပါသို့တော့တစ်ဖက်မှာသူတို့အတွက်လည်းတို့အတောင်းပေးပါတစ်ဖက်မှာသူတို့အတွက်လည်းနည်းနည်းလေးစာနာစိတ်ထားပေးပါ